မင်္ဂလာပါ The One Sport ပရိသတ်ဒီအားလုံးပဲမင်္ဂလာပါဒီတွက်မှာတော့ Manchester United ရဲ့အသင်းကနေဘာဇူနာအသင်းကိုပြောင်းချွေသွားတဲ့ Marcus Rashford နဲ့အင်္ဂလန်အသင်းရဲ့နာဂတ်အပေါ်မှာ Premier League ရဲ့အထင်ကြီးဝေဖန်သူနှစ်ယောက်ဖြစ်တဲ့ Ryan Giggs နဲ့ Ian Wright တို့ရဲ့အမြင်ကိုတင်ဆက်ပေးလိုက်ပါတယ် Marcus Rashford ရဲ့တသမတ်ထဲမှာရှိတဲ့ပတ်ဝန်းကျင်ဆိုတဲ့မှတ်ချက်တွေရဲ့နောက်ွယ်ကအမှန်တရားသူတို့ရဲ့ကိုယ်ပိုင်အမှုချင်းတွေကပြဿနာရဲ့အစိပိုင်းတစ်ခုဖြစ်ခဲ့သလားဘာဇူနာမှာဒုတိယအခွင့်ရေးကသူ့ကိုတကယ်ပဲပြောင်းလဲစေနိုင်လားဆိုတော့သူတို့နှစ်ယောက်ရဲ့အမြင်ကိုတင်ဆက်ပေးလိုက်ပါတယ် ဒါသမန်နဲ့မရှိတဲ့ပန်ဝန်းကျင်ဆိုတဲ့အမှတ်ချက်တွေကတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းပါလေဒီနေ့တွေအတွင်းကလသုံးသင်းသူ့ရဲ့ကိုယ်ပိုင်ဘဝအကြောင်းပြောဆိုမှုတွေကလည်းအများကြီးပါပဲဆိုတော့ကျွန်တော်မေးချင်တာကတသမတ်ထဲမှာရှိတဲ့ပန်ဝန်းကျင်တစ်ခုကခြေစွမ်းတသမတ်ထဲမှာရှိမှုကိုတေချာပေါက်ဖြစ်စီမှာလားဆိုတော့ run game ကောင်းပြီလေအဲ့ဒါကအထောက်အကူတော့မဖြစ်ပါဘူးဒါပေမဲ့ United မှာရှိခဲ့တဲ့ market rush ဖို့ရဲ့နောက်ဆုံးအထင်တွေကိုပြန်ကြည့်ရင်ချင်းချင်းလင်းလင်းပါပဲပြဿနာတွေရှိနေခဲ့ပါလား တူရင်းကလည်းကွင်းပြင်ပမှာ ပြဿနာတစ်ခုနှစ်ခုလောက်တော့ရှိခဲ့ပါတယ်။ဘဲဘဲမှာညာဘက်ထွက်ပြီးတော့အစည်းအဝေးတစ်ခုနှစ်ခုကိုနောက်ကျခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။ဆိုတော့တူရင်းကပြဿနာရဲ့အစိပ်ပိုင်းတစ်ခုပါပဲ။ဒီလိုတဲ့ကထွေးကြုံရှိသောဇာမရီတဲကတယောက်ကတယောက်အနေနဲ့ပန်ဝန်းကျင်အတွက်သူကစံချိန်စံညွန့်တွေကိုထမှတ်ပေးရမှာလေ။ကလပ်ကိုရောက်လာတဲ့လူသစ်တွေကိုမန်ချက်စတာဝန်ထမ်းတဲ့အသင်းရဲ့ဇာမတယောက်ဖြစ်ရခြင်းဆိုတာဘာလဲဆိုတာကိုပြသပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဒီအကြောင်းတွေကတော့အလုံးသိပြီးသားပါအခုကျွန်တော်တို့ကြည့်ရမှာက Morgan Rashford ထွက်ခွာသွားပြီးအင်္ဂလန်တင်းနဲ့အတူအခွင့်အရေးတစ်ခုရရှိနေတော့ဖြစ်ပြီးတော့သူကလည်းတကယ်ကိုထိုက်တယ်ပါလေသူရဲ့ဘောမှာတော့တန်တရားဖြစ်စီရတော့မရှိပါဘူး။သူကထူးခြားပြောင်ပြောင်းတဲ့သူပါ။တော်မတူရှေကခုနကပြောသွားသလိုပဲဂိုးတွေဖန်နှိမှုတွေနဲ့ပတ်သက်ပြီးတော့နောက်ဆင်ကိုတက်လှမ်းခြင်းနဲ့ဆိုရင်တော့သူရဲ့ channel တွေကတိုးတက်လာဖို့လိုအပ်ပါတယ်။ဒါပေမဲ့သူ့မှာအများကြီးရှိပါလေ။ဒါပေမဲ့ပရိသတ်တွေကိုစိတ်ပြတ်စေခဲ့မဲ့နောက်ချက်ကတော့သူ့ရဲ့ body language ပါပဲ။နောက်ပြန်မလိုက်တော့ ဘရာဇင်ကောင်းကောင်းမလုပ်ထားတွေပေါ့ဗျာအဲ့ဒါတွေကသူ့အသေးကြောင်ပေါ့ပြန်ပြီးလုပ်ရမယ့်အရာတွေပါပဲအဲ့ဒါတွေကသာသူလုံးနိုင်ခဲ့မယ်ဆိုတော့သူ့အနေနဲ့ကဘာအစဉ်စားမှတယောက်ဘာလို့ဆက်ပြီးမဖြစ်နိုင်ရမှာလဲဆိုတဲ့အကြောင်းများချက်မရှိပါဘူးသူမှရှိပါလိမ့်ဒါမှလည်းသူ့အသေးကြောင်ပေါ့လုံဆောင်ရမယ့်အပိုင်းလေးတွေတော့ရှိနေသေးတယ်လို့ကျွန်တော်တော့ထင်တာပဲဆိုတော့အရင် right ဒါပေမဲ့ကျွန်တော်တို့ယုံကြည်တယ်ဗျအဲ့ဒါတွေအလုံးဟာထပ်သမတ်တဲ့ရှိတဲ့ပန်ဝန်းကျင်တစ်ခုတည်းမှာပဲရလာတာဗျအဲ့လိုပန်ဝန်းကျင်မှာဆိုရင်ခင်ဗျားလုံနေတဲ့အရာတွေမှာသဘာဝအတိုင်းပို့ပြီးတော့ professional ဆန်လာတယ် ခင်ဗျာပြင်ဆင်မှုတွေပို့ပြီးတော့ကောင်းလာမယ်အဲလိုအချိန်တွေမျိုးမှာရောက်နေတဲ့အခါမှာကိုကိုကိုပို့ကောင်းပြင်ဆင်လာတယ်အသင်ပြောင်းလုံးလေကိုရဲ့စိတ်ကနေရာတနေရာကိုရောက်နေအခုဖြစ်နေတာကအဲ့ဒါလည်းဖြစ်နေပါတယ်သူရဲ့ကသူ့ဘာတွေလုံးနိုင်မလဲသူ့ဘာလုံးနိုင်ဆွမ်းရှိလဲဆိုတော့ကိုပြောပြသွားတာကြားတဲ့အခါမှာဟုတ်ပါလေသူကအဲ့ဒါကိုစင်းချက်လက်တွေနဲ့တတ်တည်ပြသဖို့လိုအပ်ပါတယ်ဒါပေမဲ့လည်းသူကဘာစီလိုနာလိုနေရာမျိုးကနေပြောနေတာကိုခံစားမိတဲ့အခါ သူကတသမတ်ထဲရှိတဲ့ဘောင်းဝင်တစ်ခုမှရောက်နေပြီးတော့ကိုကိုကိုထုတ်ဖို့ပြသနိုင်ပြီဆိုတော့ကိုခမခန်းစားလို့ရတယ်လေ right သူ့မှာအခုဒုတိယအခွင့်အရေးတစ်ခုရနေပြီးတော့တကယ်အခွင့်အရေးကောင်းတစ်ခုကိုသူပိုင်ဆိုင်ထားပြီးတော့သူနဲ့လည်းထိုက်တန်တယ်လို့တော့ထင်ရပါတယ်အားကစားဆိုတာကလည်းဒါပါပဲမဇာမရီအတွက်ဒုတိယတတိယအခွင့်အရေးတွေရကြတာကိုကျွန်တော်ဟိုအရင်ကလည်းမြင်မှုပါတယ်သူအခုအဲ့ဒီအခွင့်အရေးကိုရနေပါပြီဒီညဘက်အခွင့်ရမယ်အခွင့်အရေးရလာမယ်ဆိုရင်စာပြရတဲ့ပွဲတော်ကလိုပဲတွားပြီးတော့ တစ်ခုခုဖြစ်အောင်လုပ်ဘွဲကိုတည်ရောက်မှုရှိအောင်လုပ်ပြရမယ်။ဒါပေမဲ့ကအမြင်ဆုံးအဆင့်ကိုရောက်ဖို့ကြိုးစားနေတဲ့ကျွန်တော်တို့အားလုံးအတွက်အမြဲတမ်းသတိပေးချက်တစ်ခုပါပဲ။ဒီတစ်ခုတည်းနဲ့လည်းမလုံလောက်ပါဘူး။ကျန်တဲ့ຢာတွေလည်းသူ့မှာရှိရမယ်။ဘဝဝင်နေပတ်သက်ပြီးတော့ပြန်ပြောရမယ်ဆိုရင်ခမရကိုယ်တိုင်ကအဲ့ဒီပတ်ဝန်းကျင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးနောက်ကြတာတွေထိတ်တန့် professional ရဲ့ဇာမတက်ရောက်မှဖြစ်တာတွေနဲ့ကလပ်မှာပြဿနာတွေဖန်တီးနေတဲ့ဆိုရင်မင်းဝင်နိုင်ကပြဿနာရဲ့အစိပ်ပိုင်းတစ်ခုပဲ။ဘဝဝင်ကိုမင်းကကူညီပေးနေတာမဟုတ်ဘူး။ AI right အဟုတ်တယ်ဗျခမားကပအောင်ကြီးကိုကုညီပေးနေတာမဟုတ်လုံးဝပဲဆိုတော့သူနည်းနည်းပို့ပြီးရင်းချက်လာဖို့တော့လိုရမယ်လို့ထင်တယ်သူကအခု28နှစ်ရှိပြီဆိုတော့သူ့အတွက်အထင်အများကြီးတော့ရှိပါသေးတယ်ပြီးတော့ကျွန်တော်သူ့ကိုမနာလို့လည်းမဖြစ်ပါဘူးသူသာအကောင်းဆုံးပုံစံမှာရှိနေမယ်ဆိုရင်တော့ Market Rashford Hurricane နဲ့ Saga တို့ရဲ့တာစစ်အထွက်ကတကယ်ကိုကောင်းမနဲ့တာစစ်အထွက်ဖက်တစ်ခုဖြစ်လာမှာပါ Ryan Game ဒါပေါ့ကျွန်တော်လည်းထင်ပါတယ်ရိုးသားပြောရမယ်ဆိုရင်တော့ ဂေါ်ရုံက wordpress ခွင့်ဆက်ရနေတာတော်တော်လေးကိုကံကောင်းနေတယ်လို့ကျွန်တော်ထင်ပါတယ်။သူကအခုလက်ရှိမှာထူးထူးခြားခြားထေဆွမ်းပြသနေတာမျိုးမဟုတ်ဘူးလို့ကျွန်တော်ပြောနေတာတော့မဟုတ်ပါဘူး။ဒါမှလည်းပဲ market ratio ရဲ့လက်ရှိကစားနေပုံအရသူသာ wordpress လာခဲ့ရင်အံ့ဩစရာတော့ဖြစ်မှာတော့မထင်ပါဘူး။ဘာလို့လဲဆိုတော့သူကလည်းတော်တော်လေးကိုကောင်းကောင်းကစားနေတာ ਉਹ နေပုံ running ကသူ့မှာဂေါ်ရုံထက်ပိုပြီးတော့ဘတ်စုံစုံလင်းလင်းကစားနိုင်စွမ်းရှိလို့လား။ အဲကျွန်တော်တို့ထင်တယ်သူ့မှာဂေါ်တော်ထက်ပိုတာတဲ့အရာတွေရှိတယ်လို့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့ခမရကိုခမရနောက်ကန်လူတယောက်နေရာမှာထားကြည့်လိုက်လေမာဂန်ရန်ရှူကဘောလုံးနဲ့ပဲဖြစ်ဖြစ်ဘောလုံးမပါပဲဖြစ်ဖြစ်ခမရစီကိုပြေးလာတော့ကိုမြင်ရင်ခမရလုံးဝကိုစိုးရိမ်နေမှာပဲဒါပေမဲ့ဟုတ်ပါလေဘယ်ဘယ်ရဲ့နောက်တစ်ပိုင်းမှာဘောလုံးမရှိတဲ့အချိန်မှာသူဘာလုပ်တယ်ဆိုတာပါပဲအဲ့ဒါကိုပဲနေရကကြည့်နေပါလေ ဆိုတော့မဲမှာပြဿနာတွေရှိနေတယ်ဆိုတော့ငါတို့သိတယ်အဲ့ဒါကိုအသက်အေးပြဖို့အတွက်အင်းချက်လက်တွေလည်းမဲမှာရှိတယ်ဆိုတော့မင်းကတော်တော်လေးဒုက္ခပေးနိုင်တဲ့သူနောက်ပြန်မဲ့ကိုခံစေကစားအောင်ဖိအောင်ပေးနိုင်ပါလေဒါပေမဲ့အရေးကြီးတာကဘလို့မရှိတဲ့အချိန်မှာမင်းပါလို့တဲ့နောက်အသိအတွေကစားတဲ့ကစားမတက်ရအောင်ဖြစ်လာပါပဲဘရာဇင်လို့တဲ့အခါမှာကောင်းမွန်တဲ့ body language ရှိဖို့ဘရာဇင်လို့နေတဲ့ဆိုရင်တည်တည်ချာချာလေးလုပ်ဖို့ပဲရတဲ့မှာတော့ကသူကတခါလေးပြန်မဲ့ကိုလိုက်ဖိတ်တယ်ဒါပေမဲ့စိတ်မပါတပါနဲ့လုံနေတဲ့ပုံစံမျိုးပြဆိုတော့ Ian Wright ဟုတ်ဖြစ်ပြခင်သမီးအရင်းနဲ့အတူတူအခုဆိုရင်အသက်28နှစ်နေပြီးတော့နားရောက်လာခဲ့ပြီ။သူတိုင်းကလည်းပြည်နာပြည်တဲ့ကတခုဖြစ်ခဲ့တာ။ဒါမှမဟုတ်အခုသူရောက်နေတဲ့နေရာမှာဒီခွင်ကြီးကသူ့ရဲ့ဇာမဘွားဒုတိယပိုင်းအတွက်ဘလောက်ထိတန်ဖို့ရှိလဲဆိုတာကိုသိနိုင်တဲ့စိတ်ပိုင်းဆိုင်ရာရင်းချက်မှုမျိုးသူ့မှာရှိနေလောက်ပြီလို့ကြောက်ကတော့ထင်တာပဲ။ဆိုတော့အရေးကြီးတစ်ခုတည်းကကမ္ဘာအဆင့်ဇာမတရားဖြစ်ဖို့အတွက်လုံလောက်ပါသလား။ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာတန့်ခံမှုနဲ့ professional ဆန်မှုကတော့အဆုံးဖြတ်ပေးမှာပါလား။ ဆိုတော့ Margaret Rashford ကိုယ်တိုင်ကတော့သူ့ရဲ့ဇာမဘွားအနေနဲ့အတက်အကျောက်ဘောလုံးပေါ်ထားရှိတဲ့သူ့ရဲ့ချစ်ချင်းမြစ်တော်တရမန်တဲမရှိတဲ့ပန်ဝန်ကျင်ကနေရုံထွက်ခဲ့ရဖို့နဲ့အင်္ဂလန်အသင်းအတွက်ပြန်လည်ရွေးချယ်ခြင်းခံရခြင်းရဲ့အတိတ်ဘက်ကိုဖွင့်ရအောင်ပြောဆိုသွားကြတာလည်းပဲဖြစ်ပါလေမဲလာမမကခင်ဗျားရဲ့အင်္ဂလန်ကစားခွင့်ရတဲ့ဘွဲအရေးအတွက်ကိုရေးတွက်မိပါလားကျွန်တော်တို့မရေးတွက်ပါဘူးဒါဆိုရင်ဘယ်နှဘွဲရှိမလဲဆိုတော့မသိဘူးပေါ့နော်60ကြော်လောက်တော့ဖြစ်မှာထင်တယ်65ပဲပါအာဟုတ်ကဲ့65ပဲပါ ရောင်းကိုဂုံယူပါလိဒါပေမဲ့ဟုတ်ပါလိကျွန်တော်ရှိကူပဲကြည်နေပါလိကျွန်တော်တန်းတန်းတော့များများဇာခွင့်ရအောင်ကြိုးစားပြီးတော့အသိကိုကူညီပေးနေသေးတော့အဲ့ဒါကပဲကျွန်တော်လိုချင်တဲ့အရာပါပဲကျွန်တော်ကဒီချိန်မှာစကန်သွင်းလေးချိန်မှတစ်ခုနောက်ဒီချိန်မှာပွဲတော်ပွဲနှုံးနေပဲအာယုံဆိုင်ပြီးတော့တိုးတက်အောင်ပဲအမြဲတမ်းဆက်လက်ကြိုးစားနေပါလိဒါပေမဲ့ကျွန်တော်ရဲ့ရည်မှန်းချက်ကတော့ကျွန်တော်ရဲ့အကောင်းဆုံးခြေစွမ်းကိုလဲဝိစဉ်အသိစီကိုယူဆောင်လာဖို့ပါပဲဒါဆိုရင်အကောင်းဆုံးအချိန်တွေမှာဘောလုံးဆိုတာကခမရအတွက်ဘာကိုဆိုရတာလဲအချစ်လား န်းရှင်လားဆွဲလန်းမှုတွေလားကျွန်တော်ထင်ပါတယ်အဲ့ဒါကချက်ချင်းလို့ထင်ပါတယ်ဘောလုံးကစားဖို့စဉ်းစားလိုက်တဲ့ဆေးတဲကိုပထမဆုံးရောက်လာတဲ့ခံစားမှုကအဲ့ဒါပါပဲခင်ဗျားအနေဆုံးအခြေအနေတွေကိုရောက်နေတဲ့အချိန်မှာဘောလုံးကကျွန်တော်အတွေ့ပြောရွှေမှုတွေကိုပြန်လဲယူဆောင်လာပေးတဲ့နေရာတစ်ခုအဖြစ်အမြဲတမ်းရှိနေခဲ့ပါတယ်အမြဲတမ်းမလွယ်ကူပါဘူးဒါပေမဲ့လည်းကျွန်တော်ဘဝတစ်ချောင်းလုံးမှာစိတ်ကိုရှင်းလင်းမှုဒါမှမဟုတ်တခုခုလိုအပ်နေတဲ့အခါတိုင်းငယ်ငယ်လေးတွေကပြကျွန်တော်အပြင်ထွက်ပြီးတော့ဘောလုံးနည်းနည်းပါးပါးသွားကားလိုက်တာပါပဲဒါကြောင့် အဲ့ဒါကဘောလုံးနဲ့ကျွန်တော်ကြားကဆက်သွယ်မှုတစ်ခုပါပဲ။သောမတ်တူချေကကျွန်တော်တို့ကိုပြောခဲ့မှုတဲ့ဗျခက်ခဲတဲ့အခြေအနေမှာဆိုရင်ပထမဆုံးဘောလုံးဆက်ကစားခဲ့တဲ့ကောင်းလေးဘဝကိုပြန်ပြီးတော့အမှတ်ရဖို့ကအရန်ကိုအရေးကြီးတယ်တဲ့။ဒါပေမဲ့တေးကြပါလေကျွန်တော်ကလည်းအယိုးအချင်းဆုံးပုံစံပါပဲ။ဆိုတော့ကျွန်တော်တို့ဘောလုံးကစားခဲ့တာကစားခြင်းလို့စားခဲ့တာလေ။ဒါကြောင့်ပဲခက်ခဲတွေနဲ့ကြုံလာရတဲ့အခါမှာအဲ့ဒီအခိုက်အတန့်တွေကိုပြန်ပြီးအမှတ်ရပြီးတော့ဘာလို့ဒီလုံးကိုလုံးနေရတာလဲ ဘာလို့ခံခဲ့တဲ့လေးကျင်းမှုတွေတင်းကျတဲ့ဘဝနေထိုင်မှုပုံစံတွေကို ခံယူနေရတာလဲဆိုတော့ကိုအတွင်းစိတ်ထဲကနေတူးဆွခြာဖွေရမယ်လေစတော့အเจ้าမရရဲ့ကတော့ခမရကဒီကင်းကိုရိုးရိုးချင်းချင်းနဲ့ခြင်းနေလို့ပါပဲ2016ခုနှစ်မေလ29ရက်နေ့ဟုတ်ပါတယ်အဲ့ဒီနေ့ကိုမှတ်မိပါလားအာချိန်ကြာကြီးတော်ရှိနေပြီပဲကျွန်တော်ဒီခိုင်တန်းကိုအမြဲတမ်းမှတ်မိနေပါပါတခုခုကိုပထမဆုံးအချိန်လောက်တဲ့အခါမှာမေးပြဖို့ခက်ခဲတယ်ဆိုတော့ကိုကျွန်တော်ထင်ပါတယ်ကျွန်တော်ဇာမဘွားမှာမှတ်ရအခိုင်တန်းတွေ များကြီးရှိခဲ့ပေမဲ့လည်းပထမဆုံးအချိန်လုံးခဲ့တဲ့အရာကတော့ကျွန်တော်ခံစားခဲ့ရတဲ့ခံစားမှုတွေကိုပါပြန်ပြီးမှတ်မိနေတဲ့အရာတွေပါပဲအာအဲ့ဒီအချိန်တွေကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူးအောင်မြင်မှုရဲ့အကောင်းဆုံးအချက်ကဘာများဖြစ်မလဲထိတ်ဆုံးမှရောက်နေတဲ့ဆိုတော့အတိပါပဲဒါပေမဲ့အဲ့ဒီအရာနဲ့အတူမျောလင်းချက် PR တစ်ခုလည်းပါလာပါလေဒါပေမဲ့ကျွန်တော်တို့တော့ခင်ဗျားကအောင်မြင်ခြင်းမှလည်းအောင်မြင်မယ်မောင်မြင်ခြင်းမှလည်းမောင်မြင်ဦးပေါ့ဗျာဒါပေမဲ့လည်းခင်ဗျားလောက်ရမှာကတူညီတဲ့စိတ်နဲ့တွန်းအား တူညီတဲ့စည်းကမ်းကိုထိန်းသိမ်းပြီးတော့ကိုယ့်ကိုယ်ကိုတိုးတက်အောင်စူးစမ်းနေဖို့ပါပဲ။အဲဒါကဆက်ပြီးအနာရနေဖို့တစ်ခုတည်းသော နေလမ်းပါပဲ။လိုရင်းနေ့တွေတော့ရုရှားမှာတော့လည်းအင်္ဂလန်ပြည်သက်တရားဖိနယ်ဒီအနာရလို့အောင်းဝဲခံနေတဲ့ဒီဗီဒီယိုကလစ်တွေကိုကြည့်ခဲ့တာမှတ်မိသေးလား။မှတ်မိတာပေါ့ဗျာ။အဲ့ဒီအချိန်တော့ကခင်ဗျားအနေနဲ့ဘယ်လိုများခံစားခဲ့ရပါလဲအဲ့ဒီအချိန်တော့ကျွန်တော်တို့အသင်းကအကောင်းဆုံးနေတဲ့ကတရားဖြစ်လာနိုင်တဲ့ဆိုတော့ကိုအတိအမှန်ပြုမိတဲ့အသင်းအသင်းဖြစ်ခဲ့တယ်လို့ကျွန်တော်ခံစားမိပါတယ် အဲဒီလိုပြိုင်ပွဲကြီးတွေမှာကျွန်တော်တို့ဘာတွေလုံးနိုင်အောင်ရှိတယ်ဆိုတော့ကိုစပြီးတော့ပြသရပါတော့မယ်။နေပြည်တော်လေးအဲ့လိုလုံးနိုင်အောင်ကျွန်တော်တို့ကိုတကယ်ပဲကူညီပေးခဲ့ပါတယ်။ပြီးတော့အသင်းထဲမှာအရင်ကလည်းမတူညီတဲ့စီးလုံးညီညွတ်မှုတစ်ခုရှိခဲ့ပါတယ်။အဲဒါကအခုချိန်ဒီတော်ဆက်ရှိနေတဲ့အတွက်ကျွန်တော်အရင်ကဝမ်းတာပါလိမ့်။အဲဒါကဒီအသင်းရဲ့အခိုင်အမာဆုံးအချက်တွေတဲကတစ်ခုပါပဲ။သိကြပါလိမ့်။ဒါကြောင့်ကျွန်တော်တို့ဒီလိုခိုက်တဲ့အကြီးတွေပြိုင်ပွဲကြီးတွေကိုဝင်အောင်လာတဲ့အခါကျွန်တော်တို့အသင်းရဲ့အားပေးထောက်ခံမှုတွေရှိတယ်ဆိုတော့ကိုတကယ်ပဲခံစားပါပါလိမ့်။ အရိစီလုံးညီညွတ်မှုရှိနေသေးတော့ဘောလုံးမှာဘာမှမဆိုဖြစ်နိုင်ပါလေအဲ့ဒါကခမ ्या ကိုဘောလုံးရဲ့စွာကိုပြသခဲ့တာမျိုးလားဒါပေါ့တေးတိကြတာပေါ့ဘောလုံးဆိုတာကကျွန်တော်တို့ဘဝတွေအများကြီးအတွက်ပရိသတ်ရဲ့ဘဝတွေအများကြီးအတွက်အရင်ကိုအရေးကြီးတဲ့အရာတစ်ခုပဲလေဒါကြောင့်မလို့အဲ့ဒါကကျွန်တော်တို့အားလုံးအတွက်ဆက်သွယ်ပေးနိုင်တဲ့အရာဖြစ်ပြီးတူတူကရှိနေဖို့အတွက်လည်းတကယ်ကိုအစွမ်းထက်တဲ့ကရီယာတစ်ခုအဖြစ်ကျွန်တော်တို့အသုံးပြုနိုင်ပါလေ တနေ့ကြာအသင်းနဲ့ဝေးကွာပြီးရနောက်တော့မှတူချေစီကနေဖုန်းခေါ်ဆုံမှုရလိုက်တာဘလို့များခံစားမိပါလေကျွန်တော်တို့အရန်ကိုအရေးကြီးပါလေခမရအပြင်မှာရောက်နေတဲ့အခါအဲ့ဒါကခမရအတွက်အရန်ကိုလည်းလွန်ဆွတ်နေတဲ့အရာတစ်ခုပါပဲဒါကြောင့်မလို့အရာအလုံးနဲ့ပြန်လဲပါဝင်ပတ်သက်ခွင့်ရတာကတကယ်ကိုကြီးမားတဲ့ဂုဏ်ယူမှုတစ်ခုပါပဲကျွန်တော်ပြောခဲ့သလိုပါပဲရီမန်ချက်တွေကတော့အတူတူပါပဲကျွန်တော် အသင်းနဲ့အတူရှိနေသည်ဖြစ်စေမရှိသည်ဖြစ်စေ အသိနိုင်စေခြင်းနဲ့ကျွန်တော်ရဲ့ဆန္ဒကိုတော့မပြောင်းလဲစေပါဘူးကျွန်တော်ပြန်ပြီးတော့ပါလာနိုင်မလားဆိုတာမျိုးရောတွေးမိခဲ့ပါလားအဲ့လိုတော့ကျွန်တော်မတွေးမိပါဘူးကျွန်တော်ထင်ပါတယ်အဲ့ဒါကကျွန်တော်အပေါ်မှာပဲမူတည်ခဲ့တာပါဒါကြောင့်မလို့ကျွန်တော်ကြိုးကြိုးစားစားလောဆောင်ခဲ့ပြီးကျွန်တော်ရဲ့အကောင်းဆုံးခြေစွမ်းကိုပြသဖို့ပဲကျွန်တော်ကြိုးစားရမှာပါလေ။ဘာလို့လဲဆိုတော့ကျွန်တော်ခြေစွမ်းအကောင်းဆုံးပြနိုင်တဲ့အခါမှာတော့ကျွန်တော်ဒီမှာရှိနေဖို့အတွက်ထပ်တန်နေလို့ခံစားရလို့ပဲလေ။ဒါကြောင့်မလို့ကိုကိုကိုဆက်ပြီးတော့တွန်းအားပေးနေရမယ်။အကောင်းဆုံးပုံစံဖြစ်အောင်ဆက်ပြီးတော့ကြိုးစားနေရမှာပဲလေ။ တောမတ်စ်ကကျွန်တော်တို့ကိုပြောပြပါလေ။ market မှာရည်ရှင်းနေအများကြီးရှိပဲ။ကမ္ဘာအဆင့်ကို ရောက်ဖို့အတွက်သူတခုပဲလိုတော့တယ်လေ။အဲ့ဒါကဘာများဖြစ်မဲ့တင်လဲ။အဲ့ဒါကတသမတ်တဲ့ရှိမှုပါ။ဟုတ်ကဲ့သိသိရပါလေ။တသမတ်တဲ့ဆိုတာကအရင်ကကြီးမားတဲ့အစိပ်ပိုင်းတစ်ခုပါပဲ။ကျွန်တော်ကတသမတ်တဲ့မရှိတဲ့ဘဝချင်းတစ်ခုထဲမှာအချိန်တော်တော်ကြာကြာရှိနေကြတယ်လို့ခံစားရပါလေ။အဲ့လိုအချိန်တွေမှာတသမတ်တဲ့ဖြစ်ဖို့ကပိုပြီးတော့တော့ခက်ခဲပါသေးတယ်ဗျ။ ါပဲလေကျွန်တော်လုံးဝသဘောတူပါလေတသမတ်တည်းရှိဖို့ဆိုတာကလည်းကျွန်တော်အစားနဲ့ပွဲတဲ့ကိုယူဆောင်လာဖို့လိုအပ်တဲ့အရာပဲလေဆိုတော့အဲ့ဒါကိုလုံးဖို့အတွက်ကျွန်တော်ကြည်နေပါလေကျွန်တော်ကတခါလေးမှဆိုတာတဲ့တတ်နိုင်သမျှမကြာခဏဆိုတာမျိုးအကောင်းဆုံးကိုဖြစ်ချင်တာပေါ့လေတော်တော်လေးကိုတော့စိတ်ဝင်စားစရာကောင်းအောင်လေးပြပါဘာလို့လဲဆိုတော့လူတွေကခမားကလပ်အဆင့်မှာပန်းအဆင့်လုံးရတဲ့အရာတွေကိုထည့်သွင်းစဉ်းစားလို့စဉ်းစားရမှာပေါ့နော်ဒါပေါ့ကျွန်တော်ထင်ပါတယ်လူတွေကတတ်သမတ်တဲ့အကြောင်းပြောတဲ့အခါမှာအားစားတယ်မဟုတ်ဘဲနဲ့ဘယ်အရာမဆို တသမတ်တဲ့ဖြစ်ဖို့ဆိုလို့ရှိရင်ကဗျံဘဝနဲ့လေးခြင်းတဲ့ပုံစံမှာတသမတ်တဲ့ရှိတဲ့ပြောင်းလဲမှုမရှိတဲ့အရာတွေလိုအပ်ပါတယ်ကျွန်တော်ဇာမဘဝမှာအပြောင်းလဲတွေအများကြီးရှိပါလိမ့်ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပါပဲကျွန်တော်ရှိကိုပဲကြည့်ရပါမယ်အဲ့ဒါကကျွန်တော်ပြင်ဆင်ပြီးတိုးတက်ခြင်းတဲ့အရာတွေတဲကတစ်ခုပါပဲပေါ်ပြီးတော့မကြာတော့အောင်မြင်ဆုံးအကောင်းဆုံးဖြစ်နေအောင်ပေါ့လေပါဝလက်ဆိုတော့ကျွန်တော်အကောင်းဆုံးဖြစ်နေတဲ့အခါအာဇာနဲ့ပတ်သက်တဲ့အရာအားလုံးကိုကျွန်တော်တကယ်ပဲပြောမွေးလို့ပါပဲဘာစီလိုနာသင်းကိုပြောင်းရွှေ့ခြင်းရဲ့အကောင်းဆုံးအချက်ကဘာများဖြစ်မလဲ ကလန်အသိကစားပုံအသိနိုင်ငံအသိလို့ကျွန်တော်တော့ထင်တာပဲအရာလုံးရဲ့အသိအမှားလေးတွေကကိစ္စပေါ့လေပဝန်ရင်ကတော့တကယ်ကိုကြီးမားတဲ့အစိပန်းတစ်ခုပါပဲခင်ဗျားပြောခဲ့သလိုပဲကစားဟန်ကလည်းကျွန်တော်အတွက်အသိအစမ်းတွေကြီးပါပဲဒါပေမဲ့ဒီလိုမျိုးဒါတွေကတင်ပြရတာကိုကျွန်တော်အယံကိုပြောမိပါတယ်ဒါကကျွန်တော်အတွက်တကယ်ကိုကောင်းမနဲ့အသိနဲ့သိလို့ခံစားရပြီးကျွန်တော်တို့ကိုအများကြီးကူညီပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ဒါကတကယ်ကိုကောင်းအောင်နဲ့အပြောင်းအရွှေ့တစ်ခုပါပဲ။နောက်ကတော့လည်းကျွန်တော်ရန်ကိုအကောင်းမြင်နေပါလေ။ကျွန်တော်အိမ်မန်းချက်ကတော့ ကျွန်တော်ဇာနိုင်သမျှအကောင်းဆုံးဘောလုံးကိုဇာပြီးတော့တန်ခံမှုရှိနေဖို့ပါပဲဒီအသင်းမှာဘာဇူနာအသင်းတွေဂိုးနဲ့ဖန်နေမှုအများဆုံးကဘယ်စားမများဖြစ်မလဲကျွန်တော်လို့ထင်တာပဲရာသီအစားပိုင်းပဲရှိပါသေးတယ်ကျွန်တော်ကိုယ်ကိုအန်အော်တော့မနေပါဘူးကျွန်တော်အကောင်းဆုံးကစားနေပါတယ်ကျွန်တော်ရဲ့အကောင်းဆုံးခြေစွမ်းကိုဇာနေတော့မျိုးတော့မဟုတ်သေးပါဘူးဒါပဲလည်းရင်ကထက်ပို့ပြီးတော့နေဆက်နေပါပြီခင်ဗျားပြောသလိုပဲရင်ကထက်ပို့ပြီးတော့ကောင်းနေပါတယ်ဒါကိုစိတ်နဲ့တွန်းအားဖြင့်ကျွန်တော်အနေနဲ့တုံချသွားမှာပါလို့ ကျွန်တော်လုံနေတဲ့အရာတွေကိုပဲဆက်ပြီးတော့လုံဆောင်သွားမှာဖြစ်ပြီးအဲ့ဒါတွေကပဲကျွန်တော်ရဲ့ရည်မှန်းချက်တွေပါပဲ။ဒါဆိုလို့ချင်းခင်ဗျားကဘာစကူနာအသင်းမှာရှိနေခြင်းအားဖြင့်အင်္ဂလန်အသင်းကပိုကောင်းတဲ့ဇာမတစ်ယောက်ကိုရရှိမဲ့ပုံစံမျိုးလား။တိတ်တိကြတာပေါ့အခုကတော့ရာသီအစပဲရှိပါသေးတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အမြင်ဆုံးပုံစံကိုရရှိသွားတဲ့အခါမှာအဲ့ဒါကကျွန်တော်မြင်သိရတဲ့မှာအကောင်းဆုံးပုံစံဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ပြောရှင်တဲ့ဇာမတစ်ယောက်ဖြစ်ပြီလား။ တိတ်စီကြတာပေါ့ကျွန်တော်ထင်ပါတယ်အဲ့ဒါကကျွန်တော်မျိုးသမီးရတယ်မှာခံစားမှုသမားလေးတွေမှာအကောင်ဆုံးပုံစံဖြစ်လာမှာပါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်ရဲ့အမြင့်ဆုံးပုံစံနဲ့ဘယ်နေရာမှမနှိစသေးဘူးဆိုတော့ကျွန်တော်သိပါလိလူတွေလည်းမေ့နေကြပါတယ်ကျွန်တော်အရင်ကမတော်ခင်နေရာဒီတော့ကကျွန်တော်ဒဏ်ရာရနေခဲ့တာလေရာဒီတစ်ခုကိုဒဏ်ရာနဲ့အဆုံးသတ်ရာဒီယိုလေးကျင်ကပြန်ဆားတဲ့အခါမှာကျွန်တော်ရဲ့အရင်တန်ရာတွေကဘယ်အခြေအနေမှာရှိနေမလဲဆိုတော့ကိုတေချာမသိရတာလဲခက်ခဲခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်နောက်မှာအခြေအုံတစ်ခုရနိုင်ပြီလို့ခံစားရပေမဲ့ ကျွန်တော်အကောင်းဆုံးထေသောင်းကိုဇောင်းနေတာမဟုတ်သေးဘူးတော့သိကြပါလေ။ဒါပေမဲ့လည်းအဲဒီလမ်းပေါ်ကတော့ရောက်နေပါပြီ။အင်္ဂလန်နဲ့ဆယ်နှစ်ကြာပြီးရနောက်နောက်ဆယ်နှစ်မှာခမားကိုခမားပဲနေရာမှာမြင်မိမလဲ။ကျွန်တော်တို့ကပောက်လာရီဥရောပချန်ပီယံရှစ်တွေနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။အဲဒါကကျွန်တော်ဒီလယ်ဥစဉ်အသင်းကိုစရောက်ကလေးကရည်မှန်းချက်ပါပဲ။ကျွန်တော်တို့အဲဒီနေရာကိုမရောက်သေးပါဘူး။ကျွန်တော်တို့တေကြပေါက်ရှိကိုခြေလှမ်းတွေလှမ်းနိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့အဲ့ဒီခြေလန်းတွေကကျတို့ဆူလာတစ်လုံးကိုကန်မြောက်နိုင်ခဲ့ရမှာပါပဲဆိုတော့အလုံးအတွက်ဒါမှတကယ်ကိုအတိတ်ပဲရှိမှာပါကမ္ဘာမမနိုင်ငံကပွဲစဉ်အများဆုံးကစားတဲ့သူကဘယ်သူဖြစ်မလဲခရစ်စတီယာနိုပါခရစ်စတီယာနိုရော်နယ်ဒိုကပြောဦးတယ်ဗျတသမတ်တဲ့ရှင်ဦးနဲ့ကြိုးစားထုံမှုကကျတို့ရဲ့အကြီးအသေးကိုအကောင်ဆုံးအသုံးချနိုင်အောင်တည်ကြားစေခဲ့တယ်တဲ့ဒါပေါ့ဗျတိတ်တည်ကြတာပေါ့ကျွန်တော်သူနဲ့အတူတူဇာခွင့်ရတဲ့အတွက်ကျေးဇူးတင်ရတဲ့ဇာမတွေထဲကသူလည်းတယောက်အပါဝင်ပါပဲ ငယ်လေးတွေကသူ့ကိုအများကြီးကြည့်ရှုခဲ့ရပါလေကျွန်တော်ထင်ပါတယ်သူ့ရဲ့ကာလချိန်ကြာဇာနိုင်စွမ်းကိုဘယ်သူမှလိုက်မီနိုင်လိမ့်မယ်လို့ထင်ပါဒါမဲ့ဒါကကျွန်တော်တို့အားလုံးအတွက်ထိုင်တဲ့အစ်စ်မှာနှစ်ပေါင်းများစွာကစားနိုင်ဖို့ဖြစ်နိုင်တယ်ဆိုတော့တကယ်သင်ငန်းစာကြီးတစ်ခုပေါ့ဗျာ။ဒါကလုံးဝကိုမယုံနိုင်ကြပါ။သူ့တို့တကယ်ကိုချီးကျူးပါလေ။ဒါမဲ့ဒါကကျွန်တော်တို့အားလုံးလည်းခေတ်ထဲမှာတန်တန်သမျှကြာကြာနေနိုင်ဖို့အတွက်နည်းနည်းလေးပို့ပြီးတော့စူးစမ်းနိုင်သေးတယ်ဆိုတော့ကိုပြသနေပါလေ။ အင်္ဂလန်အတွက်ပွဲပေါင်းတရာအပြည့်မြောက်ခဲ့တဲ့ကစားမကဘယ်နှယောက်ရှိမဲလို့ထင်ပါလဲအဲ့ဒါကိုရောသိပါလားတိတ်တော်မများတော့ဘူးထင်ပါလဲနှစ်ယောက်ပါဟာရီကိန်းနဲ့ရိန်းရုံးနေပါခင်ဗျားကနောက်တစ်ယောက်ဖြစ်လာဖို့အတွက်အနည်းဆက်ဆုံးသောတန်းစီမှုတရာပါပဲဒါကလုံးဖို့တော့ခက်ခဲတဲ့အရာတစ်ခုပါပဲထူးသဖြင့်တန်းစီမှုတရာအနေနဲ့ပေါ့လေဘာလို့လဲဆိုတော့အရေးချင်းရှိတဲ့အင်္ဂလန်တန်းစီမှုတွေအများကြီးရှိနေရလေဒါကြောင့်မလို့ပွဲပေါင်းတရာပြည့်တယ်ဆိုတာကတကယ်ကိုကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲ ကျွန်တော်လည်းအရင်စင်းနဲ့ကိုထပ်ဖြစ်နိုင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့ဗျာ။ဒါပေမဲ့လည်းကျွန်တော်တော့ပြေစုံပန်ခန်းတန်းလေးကိုပဲပြုံမှုပြီးတော့အခုရန်ကိုပြောင်းမှုနေပါပြီ။ဒါကြောင့်မလို့ခုလောလောဆယ်တော့အဲ့ဒီအကြောင်းတွေကိုပဲစဉ်းစားမှဖြစ်ပြီးဘယ်ကိုရောက်မလဲဆိုတာကတော့စောင့်ကြည့်ကြတာပေါ့ဗျာ။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ပရိသတ်များလို့ကိုစိတ်နဲ့ဖြောင်းတမ်းမှချမ်းသာကြပါစေခင်ဗျာ။ပါပါခင်ဗျာ။